လူမှုရေးကြေညာရင်းနဲ့ဝေးရာတရုတ်နိုင်ငံမှာပြောင်းလဲနေထိုင်တဲ့နော်ဖောအင်တာ MSN ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ပြည်သက်များရှင်နော်ဖောအင်တာကချစ်စရာကောင်းတဲ့ရုပ်ရည်လေးနဲ့မလိုက်အောင်လူမှုရေးဖောက်ပြန်မှုတွေကိုလုပ်ခဲ့တဲ့သူဆိုပြီးပေါ်လွင်ခဲ့ရတဲ့နောက်ပိုင်းမှာအများရဲ့ပြောစရာဖြစ်နေခဲ့ရတာပါ။သူမရဲ့ရုပ်ရည်ကြောင့်စနိုက်ကျော်သူအဖြစ် ဖြစ်နေလိမ့်မယ်လို့ဘသူကမှမထင်ခဲ့ပါဘူး။ဒါပေမဲ့လည်းကာယကံရှင်ကိုတိုင်ဖြစ်တဲ့လွမ်းပိုင်ကသူနဲ့အတူတူဖောက်ပြန်ခဲ့တာလို့ဖော်ထုတ်ခံလိုက်ရတာမို့အရှက်ရခဲ့ပါတယ်။ဒါတင်မကသေးပဲနော်ဖော်အေထားကတစ်ချိန်တည်းသာစနိုက်ခဲ့တာမဟုတ်ပဲအခုလက်ရှိတွင်နေတဲ့သူကိုလည်းချစ်သူတတ်တန်း73နှစ်ကျော်ကြာတဲ့သူစီကနေစနိုက်ထားခဲ့တာလို့သိရပါတယ်။ဒါကြောင့်မလို့နော်ဖော်အေထားကအမှုမူရေးပြဿနာတွေကြောင့်ပွဲတက်တချို့လည်းရနာထားခဲ့တာပါ။ပွဲတက်တွေနားထားပြီးရုပ်ရှင်စကားကြီးတကားကိုရိုက်ကူးပေးနေခဲ့တာပါ။ဒါပေမဲ့လက်ရှိအချိန်မှာတော့နော်ဖော်အေ ထားကမြန်မာနိုင်ငံမှာရှိမနေတော့ပါဘူး။သူအနေနဲ့မွန်ချက်စရာတွေများလို့နဲ့အတွက်မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုပြောင်းလဲနေထိုင်နေတာပါ။ပတ်ဝန်းကျင်အပြောင်းလဲဖြစ်တယ်လို့သူမကိုလူမှုရေးဖောက်ပြန်သူဖြစ်ဆွဆွဲမဲ့သူလည်းမရှိပါဘူး။ ဒါကြောင့်မလို့နော်ဖွန်အေတာကတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာနေထိုင်ပြီးအလဲပတ်ထွက်လို့နေတာဖြစ်ပါတယ်။ရှန်ဟိုင်းမြို့ကလက်ရှိမှာပွဲတွေလည်းများနေတာကြောင့်အလဲပတ်ထွက်ကစိတ်ပန်းဖြေလို့ရတဲ့အချိန်ဆိုရင်လည်းမမားပါဘူး။ဒါကြောင့်မလို့နော်ဖွန်အေတာကအလဲပတ်ထွက်ကအပန်းဖြေလို့နေတော့ဖြစ်ပါတယ်။နော်ဖွန်အေတာကသိန်းပေါင်းများစွာတန်တဲ့ branded အိတ်တွေနဲ့တူတထင်းမှချင်းအတွင်နဲ့ခက်ချီချီသာခီးထွက်နေတာပါ။ခီးတွက်ကပျော်ရွှင်နေတဲ့အကြောင်းကိုလည်းသူမကိုယ်တိုင်အကောင့်မှာတင်ထားခဲ့ပါတယ်။ရှင်ကဲမုံရင်စားကလူငယ်လေးတယောက်လိုပျော်ရွှင်နေတဲ့ပုံရိပ်တွေတင်ထား ားနေပြီမဲ့သူမရဲ့မျက်နှာကအရှင်လိုတိတ်မလာပဲကျသွားခဲ့တာပါ။ဒါကြောင့်မလို့နော်ဘောင်းအေတာကလူမွေးပြဿနာရင်းနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲတာမျိုးတွေလည်းရှိလို့နေတာပါ။သူမအနေနဲ့ခုလိုပြဿနာရင်းကြောင့်အမှုပညာလောကမှာတော့အလုပ်တူရဲ့ဆိုင်းရတာမျိုးမရှိပါဘူး။ချစ်သူဖြစ်သူကထုံးလို့ရင်လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့အတွက်ရုပ်ရှင်စကားကြီးတွေကိုတော့ဆက်လက်ရိုက်ကူးနေရတော့ဖြစ်ပါတယ်။ဒါပြင်အမှုပညာရှင်အချင်းချင်းကလည်းအပြစ်တင်တာမျိုးမရှိပဲနော်ဘောင်းအေတာကိုရိုးသားဖြူစင်သူနဲ့အဖြစ်တောင်ချီးကျူးနေတာပါ။ဒါပေမဲ့လူရင်းရဲ့ထုံးစံအတိုင်းနော် ောက်ခံအင်အားတွေကြောင့်ရှေ့မှာသာဖားနေရပေမယ့်နောက်ွယ်မှာတော့အတင်းတုံနေရမျိုးရင်းလည်းရှိနိုင်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတော့ပရိသတ်တွေကနော်ဖောအဲထားကိုအချက်တွင်ရောကြပြီးတဖြည်းဖြည်းနဲ့ချင်းဝဲပါမလာတဲ့ဘူးလို့သာမြင်နေကြတာပါ။ဒါပြင်နော်ဖောအဲထားနဲ့ပေါ်ပြီးဆဆာလို့နဲ့တူဆောင်ခဲ့ကြတဲ့ဗီဒီယိုတွေလည်းဇက်တိုက်တက်နေတာမို့ပရိသတ်တွေကသူမအောင်ဟန်ဆောင်ကောင်းကမိတ်ဆွေတငယ်ချင်းစီကမှစနိုက်သူဆိုပြီးဆွဆွဲနေတာပါ။ ဒါကြောင့်မလို့လေနော်ဖုန်းအဲဒါကတရုတ်နိုင်ငံကအပန်းဖြေကဝေဖန်မှုတွေကိုခဏတာမိထားနေတာပါတယောက်တည်းပုံနေဟိုတာတင်ထားပြီးမြဲချက်သူကောင်လေးနဲ့တူတူခရီးထွက်နေတယ်လို့တချို့ကထင်နေပါတယ်။နော်ဖုန်းအဲဒါကအလုပ်တွေလုပ်ပြီးပြီဆိုချက်သူကောင်လေးနဲ့တူခရီးထွက်တာကပုံမှန်လုပ်နေကြဖြစ်ပါတယ်။တရုတ်နိုင်ငံမှာအပန်းဖြေကလူမှုရေးပြဿနာတွေကနေရှောင်နေတဲ့နော်ဖုန်းအဲဒါပေါ်ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အစောတိရှိပင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။